ကဲကိုယ့်ရဲ့ဘဝမှာဘာလို့လို့အဆင်မပြေဖြစ်နေတယ်အင်မတန်မှကိုလက်လာပါတွေပိတ်နေတယ်လက်မပွင့်ဘူးဖြစ်နေတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေရှိလားကဲအားလုံးမင်္ဂလာပါနော်ဒီကနေ့ကတော့မကြခင်ရပ်ပိုင်းအတွင်းမှာရောက်ရှိလာမဲ့သတင်းချို့လာပြင်းနေတဲ့အတွက်အထူးပြုလုပ်ရမယ့်ရည်ရာဖြစ်ပါတယ်နော်လာပြင်းနေတဲ့တိုက်ဆိုင်တဲ့နေ့မှာကျွန်တော်တို့ပြုလုပ်တဲ့ရည်ရာပါ ဒါကျွန်တော်တို့ဂမ်ဘီရာမှာဆိုရင်လက်ပွင့်သေးတဲ့ယရရာလက်ရွှင်သေးတဲ့ယရရာလက်တော်မှာရိုးရိုးပွင့်တာမဟုတ်အင်ဗရာမှာလက်ပွင့်သေးတဲ့ယရရာဖြစ်ပါတယ်နော်အဲ့တော့လူတန်းစားနှစ်မျိုးရှိတယ်တစ်မျိုးကလက်ပိတ်နေတဲ့လူဖြစ်တယ်နောက်တစ်မျိုးကကြတော့လက်ပွင့်တဲ့လူလက်ရွှင်တဲ့လူဖြစ်တယ်လက်ပိတ်တဲ့လူဆိုရင်အင်ဗရာမှာတိတာတယ်ပေါ့နော်ဘာလို့လို့အဆင်မပြေဘူးကိုကပတ်စံလေး900တထောင်လောက်လိုလို့သူများကြီးမှာသွားပြီးတော့အကူကြီးတောင်းတာကိုအငင်းခံလိုက်ရတဲ့လူမျိုး အဲဒါဆိုရင်သေချာနေပြီကိုယ့်ရဲ့ကိုယ့်ရဲ့ကန်စာတာမှာဒါလက်ပိတ်နေတယ်လက်ပိတ်နေပြီဆိုရင်နံပါတ်၁ကအလုတ်ကိုင်းတယ်အဆင်မပြေဘူးအသေးရောက်မကောင်းဘူးငွေကြီးတွေအဆင်မပြေဘူးပတ်စံတွေသူများကြီးကတစ်ချိန်လုံးချီးငါပြီးသုံးနေရတယ်တင်နေတဲ့အကျွေးတွေကမဆက်နိုင်ဘူးဖြစ်နေတယ်ယာဒူးလည်းမတိုးဘူးလစာလည်းမတိုးဘူးနေရာကောင်းလည်းမရဘူးညံ့တာလည်းမပွင့်ဘူးလူချစ်လူခင်လည်းမများဘူးဟာ အဲ့လက်ပိတ်နေတယ်ဆိုတဲ့ဇကားရဲ့နောက်မှာအများကြီးပဲအဲ့တော့တချို့ကကြတော့လက်ပွင့်နေတယ်ပွင့်လန်းတယ်ပေါ့နော်ကံကြမ္မာပွင့်လန်းတယ်လက်ပွင့်တယ်ဆိုတာဘာလဲကံကြမ္မာပွင့်လန်းနေတဲ့လူအဲ့ဒီကံကြမ္မာပွင့်လန်းနေတဲ့လူကြတော့ဘာလို့လို့အဆင်ပြေတယ်ဘယ်နေရာသွားသွားလူချစ်လူကင်တွေများတယ်ကိုကြီးဖေးမမဲ့ပေးမဲ့လူတွေများတယ်အဲ့လက်ပွင့်နေတဲ့လူကဈေးရောက်ရင်ဈေးရောက်ကောင်းတယ် လက်ပွင့်နေတဲ့လူယာဒုတော်ခင်ရှိရင်ယာဒုတော်တယ်လက်ပွင့်နေတဲ့လူ စကားပြောရင် စကားပြောရင် အောင်မြင်တယ်အဲ့တော့လက်ပိတ်နေတဲ့လူနဲ့လက်ပွင့်နေတဲ့လူတိတာတယ်အဲ့တော့အဲ့ဒါဘယ်ရင်တွက်စရာမလိုကိုယ့်ရဲ့ life တိုင်းမှာကိုယ့်ရဲ့ဘဝအခြေအနေမှာကိုယ်နေ့စဉ်ဖြတ်သန်းနေရတဲ့အနေအထားမှာကိုယ့်ကိုယ်ကိုပြန်သုံးသပ်ရင်တိတာတယ်ငါလက်ပိတ်နေတဲ့လူလားလက်ပွင့်နေတဲ့လူလားအရန်တိတာတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေထဲမှာ လက်ပိတ်နေတဲ့လူလက်မရွှင်တဲ့လူဘာလို့လို့အဆင်မပြေတဲ့လူတွေလာပြင်းနေတိုင်းပြုလုပ်လို့ရတဲ့ရတရားလေးကိုကျွန်တော်အမှတ်မဲ့ရရတင်ပေးမှာဖြစ်ပါတယ်အထူးအပြင်မကြခင်ရပ်ပိုင်းတွင်းမှာရောက်ရှိလာမဲ့သတင်းကြိုလာပြင်းနေနေတုနေမြအခါကာလသမယာနဲ့တိုက်ဆိုင်ပြီးတော့ပြုလုပ်လို့ရတဲ့သတင်းကြိုလာပြင်းနေအတွက်အထူးရတရားဆိုရင်လည်းမမပါဘူးเนาะအဲ့တော့ကျွန်တော်တို့မြန်မာလူမျိုးတွေဟာကိုယ်ကနန်းကို တွင်တွင်ကြဲကြဲအသုံးပြုကြပါလေကိုနှဝင်းဆိုရင်အရန်အထွတ်အမြတ်ထားကြတာပါနော်ညစွာဘုရားရဲ့ဂုံတော်ကိုပါရှိတယ်နော်ကိုနှဝင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင် အများကြီးပဲအဲ့တော့နှဝင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘေရင်စရာလောကမှာဆိုရင်လည်းနှဝင်းရတရားဆိုတာအိဗရာမနာမည်ကြီးတဲ့ရတရားအိဗရာမကြော်ကြားတဲ့ရတရားဖြစ်တယ်ပေါ့နော်အဲ့တော့သတင်းကျိုးလာပြေနေလာပြေနေဆိုတာလေလာပြေပေါင်းလို့ရှိရင်900 တော့လာပြင်းသေးရလဲတော်တော်လေးအစွမ်းတက်သည့်ရှိတယ်ဘလို့အစွမ်းတက်သည့်ရှိလဲဆိုတော့တဲ့လာပြင်းနေမှာငြိမ်သက်နေတဲ့ပင်လယ်ပြင်ကြီးတို့မှာလာရဲစွမ်းငင်တဲ့တက်တွေကြောင့်မရေပြင်းကြီးဟာကျွန်တော်တို့ဒါတိတိသာသာမောက်ရှံလာတဲ့အနေအထားမျိုးရှိတယ်အဲလာရဲစွမ်းငင်တက်ကြောင့်တဲ့ဒီရေတက်တယ်လို့တောင်ကြားဘူးတယ်ပေါ့နော်အဲ့တော့လာရဲစွမ်းငင်တဲ့တက်တွေတန်လိုက်တက်တွေညှို့တက်တွေ အားကောင်းတဲ့ဓာတ်တွေကောင်းမွန်တဲ့ energy တွေစိုးမိုးနေတဲ့လာပြင်းနေမှာ ကျွန်တော်တို့ဟာအင်မတန်မှစွမ်းအားကြီးတဲ့ဂံဗီရနဲ့ပတ်သက်ပြီးတော့စွမ်းအားကြီးတဲ့ကိုနဝင်းနေနဲ့စီရင်ထားတဲ့ရရရာပေါ့နော်အဲ့ဒီဥစ္စာကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလှူဒန်းဆက်ကပ်ပြီးတော့လက်ပွင့်ဖို့အတွက်ဆုတောင်းมาဖြစ်ပါတယ်နော်အဲ့တော့ပထမဦးဆုံးကတော့လင်မန်းပေါ့လင်မန်းဆိုတော့လင်းစရာ၄ဘန်းစရာ၅ပေါင်းလိုက်လို့ရှိရင်900တယ် အဲ့တော့ကိုနဝင်းရတဲ့လင်မန်းထဲမှာလင်မန်းဆိုတဲ့နေရာမှာတန်လင်မန်းရတယ်စတိလင်မန်းရတယ်ကျွေလင်မန်းရတယ်ကြိုက်တဲ့လင်မန်းရတယ်နော်ကော်လင်မန်းတော့မသုံးပါနဲ့နော်လင်မန်းလင်းငါအဲ့လင်မန်းထဲမှာကျွန်တော်တို့လက်ဖက်၉ပုံပုံပါတယ်နော်လက်ဖက်ဆိုတာလင်းငါပေါင်းလို့ရှိရင်၉ရပါတယ်လက၄ဖက်က၅အဲ့ဒီမှာလိန်မော်သီးထည့်တယ်လိန်မော်သီးကတော့အရေးအတွက်မရှိပါဘူးဒီမှာလိန်မော်သီးထည့်တယ်အဲ့လယ်မှာလစ်ပိုပလင်းတပလင်းထည့်တယ် လစ်ပိုပလင်းထဲမှာအရေးပါပါမယ်နော်လစ်ပိုပလင်းအလွတ်မရပါဘူးပြီးလို့ရှိရင်ဒီပေါ်မှာကျွန်တော်တို့ဖျောင်းနိုင်ပြီးတင်ထားတယ်အဲ့ဖျောင်းနိုင်ပြီးကိုထုံးမယ်ပေါ့နော်တော့လင်းမန်းထဲမှာလက်ဖက်ကိုးပုံလိမ်မော်ဒီလစ်ပေါ်ပလင်းဖျောင်းနိုင်အားလုံးပေါင်းလို့ရှိရင်ကိုးရပါတယ်တစ်ဖက်ကပြန်ကြည့်တဲ့အခါကျတော့လေဒီအရာဝတ္ထုတွေအားလုံးဟာ ဓာကြီး၄ပါးနဲ့ဖွဲ့စည်းထားတဲ့ရေတရားဖြစ်တဲ့ရေဓာတ်ဒီမှာလေဘောပလေးနဲ့မှာအရေပါတယ်အဲ့တော့ရေဓာတ်ဒီမှာမီးဓာတ်လေဓာတ်မြေဓာတ်ဓာကြီး၄ပါးလည်းပါလာပါတော့အဲ့တော့ဒီဥစ္စာကိုကျွန်တော်တို့သရင်ကျွတ်လာပြင်းနေနန်းနဲ့၉နာရီမှာပေါ့နော်မြတ်စွာဘုရားရှင်အိမ်ဖျားမှာပဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကတ်လူမယ်ပူဇော်မယ်လက်ပွင့်ဖို့အတွက်အလေးနဲ့ဆုတောင်းမယ် ဒါဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေတွေမှာကြုံတွေ့နေရတဲ့အင်မတန်မှလက်ပိတ်နေတဲ့ကိစ္စတွေလက်တိတ်နေတဲ့ကိစ္စတွေဘာလို့လို့အဆင်မပြေတဲ့ကိစ္စတွေဘာပြောပြောမောင်မြင်တဲ့ကိစ္စတွေဟာတိတိသာသာပွင့်လန်းသွားမှာဖြစ်ပါဒီရရာကိုသတင်းကြိုလာပြင်းနေတဲ့အတွက်အထူးရရာလို့ကျွန်တော်ကပြောပြီးတော့တင်ပေးပေမဲ့တကယ်တကယ်ကြတော့မြည်သည့်လာပြင်းနေမှဆိုပြုတ်လို့လို့ရတယ်လာပြင်းနေရရာဖြစ်ပါတယ်เนาะငကောတော့ကျွန်တော်တို့ Facebook ခင်မှာဆိုရင်တော့ Facebook ပေါ်မှာလာပြေးနေနေတိုင်းနေတိုင်းကျွန်တော်သတိတရတင်ပေးတဲ့ရည်ရည်ဆိုလဲမမှားပါအဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုမိကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကเนาะကိုကလက်ပိတ်နေတဲ့လူလားလက်ပွင့်နေတဲ့လူလားဆိုတာကိုကိုကိုပြန်ပြီးတော့အကဲခတ်ပါလက်ပိတ်နေတယ်ဆိုရင်တော့ဒီရည်ရည်ကိုပြုလုပ်ပါသေးကြပါပိတ်ဆို့နေတဲ့လက်တွေကန်နေရချက်ချင်းနိုင်ပိုင်းတွင်မိနစ်ပိုင်းတွင် နေမကူးညာမကူးပဲနဲ့ပွင့်လန်းသွားစေမှာဖြစ်ပါတယ်နော်